ုကောက်ပွဲကိုဆန့်ကျင်နေတဲ့အင်အားစုတွေလည်းအကြောင်းသဘောပေါက်ပါတာသို့တော့ရုပ်ောက်ပွဲမရှိရင်ဘာနဲ့အစားထိုးမလဲဘယ်နီးနာကောင်းတယ်လဲဆိုတာလည်းအဖြေမပေးနိုင်ကြဘူးနော်ကျွန်တော်တို့2008ရေးဆွဲတဲ့အချိန်ပေါ့တကယ်2000 2008ညောင်နေပြီညီလာခံမှာရေးနေတဲ့အချိန်မှာ ကျွန်တော်တို့နေသားမှာရှိတဲ့အတိုက်ခါအဖွဲ့အစည်းတွေကကျွန်တော်ကန့်ကွက်ဘူးတယ်2008ကိုကြော်ရိုးဖြစ်တဲ့အခြေခံမူ104ချက်စပေါ်လာတာအဲ့ဒါကိုကျွန်တော်တို့ကန့်ကွက်ကြတာနိုင်ငံတကာမှာလည်းဗတ်တင်တာဒါ104ချက်ကအလုံးမဖြစ်ဘူးညမူစီမကြဘူးဖက်ဒရယ်မကြဘူးပေါ့ကျွန်တော်လိုက်တင်တဲ့ခါကျတော့နိုင်ငံတကာကလွှတ်တော်တယ်အစိုးရတွေကစကားတစ်ခုပြောတယ်ကျွန်တော်တို့ဟုတ်ပြီ မင်းတို့ကအခုနော်အဲ့ဒီတုန်းကနော်ကျွန်တော်တို့အနာဝတအနာဖနော်လုံနေတဲ့ညောင်နပင်ကလုံနေတဲ့တရားလေးချက်ကိုမင်းတို့ကမကြိုက်ဘူး2008အလားလာကိုမကြိုက်ဘူးဆိုရင် what is your alternative တို့မေးတာသူတို့အော်မင်းမကြိုက်ဘူးဆိုရင်မင်းတို့ကြိုက်တဲ့ဟာဘာလဲပြပါလို့ကျွန်တော်တို့မေးခွန်းထုတ်ဘူးတယ်ကျွန်တော်တို့အတိုက်ကြီးပဲလိုက်ပြောနေတော့နိုင်ငံတကာက နည်းနည်းဟိုပါဖြစ်လာတာဒါကြောင့်အဲ့ဒါလို့မေးတော့မှကျွန်တော်တော့ဩဟုတ်ပါပဲငါတို့ကတဖက်ကလှုပ်တာမကောင်းဘူးမကောင်းဘူးပြောပြီးတော့ကောင်းတာကိုကြိုက်တာပါလဲမတင်ပြနိုင်ရင်ဒါကပုံမမှန်ဘူးကိုကြိုက်တာဒါပဲလို့တင်ပြမှသူမကောင်းဘူးဆိုတာနိုင်ရှင်ကြရရဒါနဲ့ကျွန်တော်တို့က2020ပတ်ဝန်းကျင်လောက်ကစပြီးတော့ပြည်တော်စုဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုစုပေါင်းရေးဆွဲတာအိန္ဒိယစလာ အဲ့ဒါဆက်ပြီးတော့နောက်ကျွန်တော်မူချမ်းရတဲ့ခါကျအဲ့မူချမ်းအောင်ကင်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်ကြိုက်တာလေအဲဒါတော့သွားတယ်သူမကြိုက်ဘူးဆိုရင်ကိုကြိုက်တာဒါသာစားထိုးပြီးတော့ပြောမှသူကလက်ခံအခုလဲကျွန်တော်တို့လူတွေကဟုတ်ပြီဘူးလုံးတဲ့ရုပ်ောက်ပွဲကိုမကြိုက်ဘူးအဲ့မကြိုက်ရင်ဘာလဲဆိုတာပြပါဘာဘာနဲ့ပြမလဲအဲ့ဒီကာက reasonable ပဲပြန်ဖြစ်ဖို့လိုတာ မှန်ပါတယ်စစ်ကောင်တီရုပ်ရရောက်ပွဲကအဖြေတော့မဟုတ်ဘူးအဲ့ဒီအဖြေရရှိဖို့အတွက်ပွားရမယ့်အလန်သာဖြစ်တယ်ထို့တူပဲနိုင်ငံရေးပေါင်ကျဲလာဖို့ဆိုတာကရုပ်ောက်ပွဲကိုဖျားမယ်เนาะတရားဝင်အစိုးရပေါ်ရမယ်တရားဝင်ဥပဒေပြုလွှတ်တော်ပေါ်ရမယ်เนาะနောက်ပြီးတော့ကျွန်တော်တို့ဒီပမ္မဒကြီးဦးသိန်းလေးပြောသွားတဲ့ good governance clean government တန်ရှင်သောလက်မစားသောအစိုးရပေါ်ရမယ် good governance ဆိုခေါ်တယ်ကောင်းမွန်သောအုပ်ချုပ်မှုရန်တရားပေါ်ရမယ်အဲအဲ့ဒီလိုတွေပေါ်လာရင်တော့ကျွန်တော်တို့ကအာနိုင်ငံရေးပေါ်ပြန်ကျေလာပြီလို့ပြောလို့ရတာပါခင်ဗျာ